2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းနေ့ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပပြုလုပ်မည်ဖြစ်ပြီးရွေးကောက်ပွဲအပိုင်းနေ့တွင်အေယာဝတီတိုင်းထဲကမြို့နယ်ကိုမြို့နယ်ပါဝင်ကြောင်းသိရပါတယ်။ရွေးကောက်ပွဲကော်မရှင်ကပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကထုတ်ပြန်ကြေညာလိုက်တဲ့ရွေးကောက်ပွဲအပိုင်းနေ့တွင်အေယာဝတီတိုင်းထဲကကြောင်ကုန်းမြို့နယ်၊ကန်ကြီးတောင်မြို့နယ်၊တာပေါင်းမြို့နယ်၊ကြိုက်လက်မြို့နယ်၊ဖျာပုံမြို့နယ်၊ဘိုကလေးမြို့နယ်၊ပန်းတနော်မြို့နယ်၊အိမ်မဲမြို့နယ်နဲ့ဝါခဲမာမြို့နယ်တို့ပ ါဝင်လာကြောင်းသိရပါတယ်။ရွေးကောက်ပွဲအတွက်တက်ဆိုင်ရာဘက်ကနေကြိုတင်ပြင်ဆင်စရာရှိတာတွေလှုပ်ဆောင်နေပါတယ်။လက်တလောအနေနဲ့ကရွေးကောက်ပွဲကာလလုံခြုံရေးအတွက်လှုပ်ဆရာရှိတာတွေလုပ်နေပါတယ်လို့တက်ဆိုင်ရာတာဝန်ရှိသူတူကပြောပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပပြုလုပ်သွားမယ့်ရွေးကောက်ပွဲအပိုင်းတွင်တနိုင်ကန်လုံးအတိုင်းတာဖြင့်မြို့နယ်တရားနယ်မြို့နယ်ပါဝင်နေပြီးအေယာဝတီတိုင်းကမြို့နယ်ရှင်းမြို့နယ်ပါဝင်ကြောင်းသိရပါတယ် ရွေးကောက်ွယ်အပိုင်းတွေတွင်အေယာဝတီတိုင်းတွေကကျုံပြောမျိုးနယ်ပတိန်မျိုးနယ်မအူပင်မျိုးနယ်မြောင်းမြောင်းမျိုးနယ်ကြံခင်းမျိုးနယ်ညံအောင်မျိုးနယ်ဟင်္ဒရာမျိုးနယ်နဲ့လက်ပွတ်တော်မျိုးနယ်တို့ဖြစ်ကြောင်းသိရပါတယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအပိုင်း၃ချိန်ခွဲပြီးကျင်းပသွားမှာဖြစ်ပြီးရွေးကောက်ပွဲအပိုင်း၁တွင်၁၀မျိုးနယ်အပိုင်း၂တွင်မျိုးနယ်၁၀၀နယ်အပိုင်း၃တွင်82မျိုးနယ်တို့၌ကျင်းပသွားမည်ဖြစ်ကြောင်းပြည်ထောင်စုအစဉ်ရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်ထားတဲ့အရာ သိရပါတယ်။